မကြသေးမီရပိုင်တွန်းမှာပဲအင်းစိန်မှာဖွင့်လှစ်ထားတဲ့ student target ဆိုတဲ့ကိုပိုင်တတန်းချောင်းကိုဦးစီးနေတဲ့ចောင်းဆရာတွေရဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအတီးတီးခံခဲ့ရကြောင်းចောင်းသားတော်တော်များများဆိုရှယ်မီဒီယာကတစင်ထုတ်ဖော်ပြောကြားလာကြပါတယ်ဒီလိုထုတ်ဖော်ပြောဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးအစာပိုင်းမှာတစ်ယောက်စနှစ်ယောက်စတစားတစားထုတ်ဖော်ရင်းနဲ့မှចောင်းသားအများပြားဝင်ရောက်ပူးပေါင်းလာကြပြီးနောက်မှာတော့ ကျောင်းသက်တမ်း15နှစ်အတွင်းပညာသင်တဲ့အသီးသီးမှာဆရာတွေရဲ့လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုကိုခံခဲ့ရတဲ့ကျောင်းသားအမြောက်အများရှိကြောင်းလူတွေသိရှိလာကြပါတယ်။ Student Target ကိုပိုင်းထက်တန်းကြောင့်မှပြည်မြအားဖြင့်သက်တမ်း15နှစ်လောက်ရှိပြီဖြစ်ပါတယ်။ဘောရဆောင်နဲ့ကျူရှင်ဝိုင်းတွေအနေနဲ့စတင်ဖွင့်လှစ်ခဲ့ရကနေနောက်ပိုင်းမှာနိုင်ငံတကာပညာရေးလမ်းကြောင်းကိုပြောင်းလဲတင် जा ခဲ့ပြီး2023-2024ပညာသင်နှစ်မှာတော့ကိုပိုင်းထက်တန်းကြောင်းအဖြစ်တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီကြောင့်ကအင်းစိန်မြို့နယ် မြို့တော်ကောက်ကွင်းအရာမှာတရှိပြီးဆရာညီကိုလျောက်ကဦးစီးပါတယ်ဆရာလျောက်စလုံးဟာဆရာဝန်ဘွဲအင်ဂျင်နီယာဘွဲတွေအတီးတီးရရှိထားကြတာ ဖြစ်လို့ကျောင်းသားမိဘတွေရဲ့ယုံကြည်ကူးစားမှုကိုလည်းရထားကြတဲ့သူတွေဖြစ်ပါတယ်လိန်ကြက်ဖတ်မှုတွေပြတဲ့အခါမှာဆရာညီကိုလျောက်ထဲကနှစ်ယောက်ကတော့ကျောင်းသားတွေကိုပြစ်မှတ်ထားတယ်ကျောင်းသားအချို့ကိုအနားမှာခေါ်ထားပြီးညာတိုင်းနင်းနိတ်ခိုင်းတာရေချိုးခိုင်းတာထိတာကင်တာတွေပြင်သူတို့အလိုကိုမလိုက်ရင် ရိုင်းနှက်တာတွေထိပါကျူးလွန်ခဲ့ကြပါတယ် တချို့ကျောင်းသားတွေကိုမရိမှုအထိကျူးလွန်ခဲ့တာမျိုးရှိပြီးလိင်ကာနဲ့ပတ်သက်ဆက်နေတဲ့ကိုထီလက်ရောက်ကျူးလွန်မှုတွေကိုပါပြုလုပ်ခဲ့ကြကြအောင်ဒီလောက်ရက်တွေကိုကိုယ်တိုင်ကြုံခဲ့မြင်ခဲ့ကြားခဲ့တဲ့ကျောင်းသားတွေကဖွင့်ဟလာကြပါတယ်။ဆရာလေးယောက်ရဲ့လိင်ပိုင်းအကြံပေးမှုစော်ကားမှုတွေပြုခံခဲ့ရတဲ့အထက်မှာကျောင်းသူမိန်းကလေးတွေလည်းမလွတ်ခဲ့ကြပါဘူး။ကျူးလွန်ခံရပုံကိုကျောင်းသူဟောင်းတယောက်ကအခုလိုမျှဝေထားပါတယ်။ကျွန်မက student target ရဲ့2019-2020ပညာသင်နှစ်ကမှာ နှစ်တည်းအရန်ကြာသွားတော့မှအခုမှဒီအကြောက်တရားကိုထုတ်ပြောပြတာပါအမှန်တိုင်းပြောရရင်အခုထိကြောက်နေတော့မှပဲဒါပေမဲ့ကျမတို့ခံစားခဲ့ရတာတွေကြုံတွေ့ခဲ့ရတာတွေကိုသိစေချင်ပါတယ်အတွင်းကအယောင်မေးတာတို့ရှိတ်ထားလာမေးတာတို့ဟိုကားတွေကြည်ဘူးတဲ့သူမတက်ရက်ဆိုပြီးမေးတာတွေကအမှန်ပါပတ်ဝန်းကျင်တစ်ခုလုံးမှာဒီလိုပြောတာတွေပုံမှန်လိုတောင်ဖြစ်နေတာပါကျမတင်ငယ်ချင်းတွေထဲမှာအများကြီးပို့ဆိုတာတွေကြုံမှုတဲ့သူတွေပါရှိပါတယ်တကယ်မခံစားနိုင်ပါဘူးကျမတို့အသက်အရွယ်အဲ့ဒီအချိန်က 1445ပါပြောမပြနိုင်လောက်အောင်ဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာအရလည်းအယမ်းပြင်းမှန်းခဲ့ရပါတယ်အဲ့ဒလိုအရွယ်ကလေးတွေအနေနဲ့အဲ့ဒီနေရာကနေကြုံတွေ့ခဲ့ရတာတွေကအခုထိစိတ်ဒဏ်ရာတွေလိုပါပဲအဲ့ဒါကြောင့်ဒီနေ့အရေးစွန်ပြီးကျမကြုံတွေ့ခဲ့ရတာတွေကိုဒီနေရာမှာဖော်ထုတ်ရတာပဲဖြစ်ပါတယ်လိင်နဲ့ပတ်သက်တဲ့ဟာသာတွေစော်ကားမှုတွေဟာနေ့စဉ်အတန်းထဲမှာတာမန်လူပြောဆိုနေကြအကြောင်းအရာတွေဖြစ်နေပါတယ်။ចောင်းသားအများစုကဒီလိုပြောဆိုတွေကို သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာကြားရလိမ့်မရှိတဲ့အတွက်အစာပိုင်းမှာစိတ်မသက်မသာဖြစ်မိကြပြီးနောက်ပိုင်းမှာတော့မထူးဆန်းတဲ့အကြောင်းအရာတွေလိုဖြစ်လာပါတယ်။ဒါအပြင်ကျူးလွန်လိုတဲ့ကျောင်းသားကိုအခြားကျောင်းသားတွေကဖယ်ကျင်ထားအောင်တမင်တကာစူပူဖိနှိပ်ပြီးဘသူနဲ့မှပေါင်းတင်လို့မရတော့တဲ့အခါမှာအကြမ်းဖက်မှုကိုတိတ်တဆိတ်ကျူးလွန်ပါတော့တယ်။ဖယ်ကျင်ခံရတဲ့ကျောင်းသားကကျူးလွန်ခံရသည့်တိုင်အောင်ဘသူကမှလည်းရင်ဖွင့်ပြောကြားကုန်မရပဲတရားပါစိတ်ဒဏ်ရာမျိုးခံစားသွားရပါတော့တယ်။ဒီလိုဖြစ်ရက်တွေကိုလည်း တစ်ယောက်နှစ်ယောက်မကကြုံတွေ့ခဲ့ရပါတယ်ဆာမလိုက်နယ်ရဲ့ចောင်းသားတွေကိုစာရတဲ့ចောင်းသားတွေနဲ့မတူပဲခွဲခြားဆက်ဆံတာမျိုးတွေကចောင်းသားတွေအတွက်ညံ့နာစီတဲ့အရာတွေဖြစ်ပါတယ်ဒါအပြင်လူမှုစင်တန်းအရာရောရုပ်ရည်အရာရောခွဲခြားဆက်ဆံခံရပါသေးတယ်မလိုက်နယ်နဲ့ဘာသာရက်တွေမှာဆွဲခေါ်ဖို့မကြိုးစားပဲပုံပုံဖိအားပေးတာမလိုက်နယ်နဲ့ចောင်းသားရဲ့စာမွေးရလကចောင်းနဲ့မဆိုင်ပဲចောင်းသားနဲ့သာဆိုင်ចောင်းခံဝင်လက်မှတ်ရေးထိုးခိုင်းတာတွေအထိလှုပ်ခဲ့တယ်လို့ညံ့နာသူចောင်းသားများက သူတို့ကြုံခဲ့ရတဲ့ဖိအားတွေကြောင်းဖွင့်ထုတ်ပြောဆိုထားကြတာပါအကြမ်းဖက်မှုကိုခံစားခဲ့ရတဲ့ចောင်းသားတွေတဲ့အစောဆုံးထုတ်ဖော်ပြောကြားခဲ့တဲ့ចောင်းသားတယောက်ကအခုလိုပဲပြောကြားခဲ့ပါတယ်ကျွန်တော်က2014-2015ပညာသင်နှင်းမှာတက်ခဲ့တဲ့ចောင်းသားပါဒီကိစ္စကိုပထမဦးဆုံး speak out လုပ်ခဲ့တာလည်းကျွန်တော်တို့ပါပဲကျွန်တော်တို့နှစ်တုန်းကကျွန်တော်ရောက်ခါစားမှာကျွန်တော်ကိုဆရာနှစ်ယောက်ကအစင်လေးဆိုပြီးစပါတယ်အစင်လေးတော့ဆိုပြီးကျွန်တော်ကိုဟိုကိုင်းဒီကိုင်းဟိုပွတ်ဒီပွတ်လုပ်တယ်အစာပိုင်းမှာတော့ ခင်လို့စတယ်ထင်လို့ဖာတိဖာသာနေလိုက်မိပြီမဲ့အဲ့ဒီမှာနေခဲ့တဲ့ចောင်းသားဟောင်းတယောက်ကကျွန်တော်ကိုမင်းအဲ့လိုမျိုးအကက်မခံတယ်လို့သတိပေးပါတယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့သူတို့ကအဲ့လိုမျိုးပွတိပွတ်တ်ပြင်းညစာကြည့်ရင်လေသူတို့နားမှကြီးခိုင်းတယ်သူတို့ကိုနင်းခိုင်းနှိမ့်ခိုင်းရင်းနဲ့ဟိုကန်ဒီကန်လုတ်တယ်မှတ်မှတ်ရရတညမှာကျွန်တော်ကိုကိုဟန်လီညီကိုလေးယောက်မှအငဲဆုံးဆရာကနှိမ့်ခိုင်းပါတယ်ညာ7နှစ်ကြီးခွဲ7နှစ်လောက်မှာပါကျွန်တော်တငယ်ချင်းတွေအကုန်အိတ်ကုန်ရပြီး အဲ့ဒီမှာကျွန်တော်ကိုကိုဟန်လေးကခေါင်းသွားယူခိုင်းပြီး သူနဲ့အတူလာအိတ်ခိုင်းပါတယ်ဒီအချိန်လေးမတိုင်ခင် အရှိမလဲရှစ်တန်ကိုတန်းလေးတွေကို ခေါ်အိတ်ပြီးအထဲမှာမရင်းကျင့်လုပ်ခဲ့တာတွေလည်းအများကြီးရှိတာကိုကျွန်တော်သိထားတယ်မြင်ခဲ့ရတယ်ကြုံခဲ့ရတယ်အဲ့ဒီလိုဆိုတော့အဲ့ဒီခါမှာကျွန်တော်သွားမအိတ်ပါဘူးမအိတ်တဲ့အခါသူကကျွန်တော်ကိုလူတွေရှိမှအဆက်ခွဲတယ်ရိုက်တယ်သူရဲ့ငိမ့်ကျော်ဆိုတဲ့ညီကို၄ယောက်မှတတိယဆရာရဲ့၂ယောက်ကကျွန်တော်ကိုရှေ့ရိုက်ပါတယ် တခါဆိုရင်ကျွန်တော်ကိုငိမ့်ကျော်ကသူ့ကိုရေချိုးပေးခိုင်းပါတယ်ကျွန်တော်ကိုရေချိုးခန်းနဲ့ခေါ်ပြီးဆက်ပြတိုက်ခိုင်းတယ်သူကထိုင်နေပြီးတော့သူ့ကိုကျွန်တော်ကရေလောင်းပေးရတယ်ဆက်ပြတိုက်ပေးရတယ်အဲ့ဒီအချိန်မှာသူကအခန်းတကားကိုလောချထားပါတယ်ကျွန်တော်သတိမထားမိပါဘူးဒါပေမဲ့ကိုချမ်းဆိုတဲ့ဒုတိယဆရာက ကျွန်တော်ကိုလိုက်ရှာပါတယ်ကိုချမ်းနဲ့ကျွန်တော်နဲ့ရင်းနှီးတယ်သူက သူ့ညီအကြောင်းလည်းသိတယ်ကျွန်တော်တို့ရေချိုးခန်းထဲမှာမှန်သိတဲ့အခါတကားကိုအပြင်းထန်ခောက်တယ်အဲ့ဒီအခါမှာငိမ့်ကျော်လည်း တကားကိုဖွင့်ပေးပါတယ်အဲ့ဒါလို့ ਨੇ ကျွန်တော်လည်းလွတ်ခဲ့ပါတယ်နောက်တစ်ခါမှာကျွန်တော်ကိုကိုဟန်လေးကအတင်းနှမ်းခိုင်းပါတယ်ကျွန်တော်ညှင်းဆန်တော့ကျွန်တော်ကိုပါးနေနားနေရိုက်ပါတယ်ပြီးတော့အဲ့ဒီနေ့ကစပြီးနင်ငါကိုဆေးရဲစက်တိုက်လာနိုင်ရမယ်မလာရင်တွေ့မယ်လို့ပြောပါတယ်ကျွန်တော်ကသူများတွေလိုမရင်းကျင့်မခံခဲ့ရပါပဲစေရောကိုရောအများကြီး abuse ခံခဲ့ရပါတယ်ဆိုရှယ်မီဒီယာကနေအမြောင်များထုတ်ဖော်ပြောကြားလာတဲ့ကြောင်းသားတွေကိုတရား stress ဆုမယ်လို့3ပြီးချင်းချောင်းနေကြောင်းလဲ ဒီចောင်းသားတွေကနေတစင်သိရပါတယ်။ဒါ့အပြင်မထုတ်ဖော်ရသေးတဲ့ចောင်းသားတွေကိုလည်းအိမ်နေရရောက်လိုက်ပြီးမဖော်ထုတ်ဖို့သတိပေးနေတယ်လို့လည်းသိရပါတယ်။နိုင်ငံခြားရောက်ចောင်းသားတွေအနေနဲ့တော့တစုံတရာထိခိုက်လာမှာအထွေထူးပူပင်စရာမရှိပေမဲ့ student target ကငွေကြေးဥစ္စာတောင်းနေပြီးနောက်ခံအတိုင်းဝိုင်းလည်းရှိတဲ့အတွက်အနေရပြုလာမှာကိုပြည်တွင်းကចောင်းသားတွေကတော့ပူပန်မှုတွေရှိနေကြပါတယ်။အဲ့ဒါလို့ပူပန်နေတဲ့ကြားကပဲအဖြစ်မှန်ပေါ်ပေါက်ဖို့နဲ့ နောက်ထပ်ဒီလိုအဖြစ်အပျက်တွေဂျူနီယာကျောင်းသားတွေမှာထပ်မကြုံရစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်ဖော်အတည်ပြုရင်တရားမျှတမှုအတွက်သူတို့ကိုတိုင်ကြားနေရတာပဲဖြစ်ပါတယ်။ Student Target မှာမတရားမှုကိုဖော်ထုတ်တိုက်ပွဲဝင်နေသူကျောင်းသားဟောင်းတယောက်ကတော့အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အခုလက်တလောနိုင်ငံရေးအရာရော တရားရေးအရာရောဥပဒေအရာလဲစိုးမိုးမှုမရှိတဲ့ကာလမှာကျွန်တော်တို့တွေအနေနဲ့ကျူးလွန်ခံရတဲ့လူတွေကတော့မှပြန်ပြီးတော့ကြောက်နေရတဲ့အခြေအနေဖြစ်ပါတယ်။အဓိကကတော့သူတို့မှငွေရှိတယ် အခြေဆက်ရှိတဲ့အခါမှာခံရသူတွေကကြောက်လန့်နေကြရတယ်။အဲဒါကြောင့်ဆိုရှယ်မီဒီယာအားကိုကျွန်တော်တို့ယူပြီးတော့မှပြောနေရခြင်းဖြစ်ပါတယ်။တကယ်လို့လိုအပ်လာရင်တော့ကျွန်တော်တို့လည်းတတ်မှတ်ထားတဲ့ဥပဒေအောက်ကနေပဲပြန်လည်ဖြည့်ရှင်းရမယ်ထင်ပါတယ်ဆိုပြီးကျူးလွန်ခံရတဲ့ကျောင်းသားတယောက်က student target sexual abuse အစားရှိတဲ့ hashtag တွေကိုအသုံးပြုပြီးလူမှုကွန်ရက်ပေါ်မှာသူတို့ရဲ့ကျူးလွန်ခံရပုံဖြစ်စဉ်တွေကိုထုတ်ဖော်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။